မင်္ဂလာပါရှင်ကျမတေကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ဇွန်လ26ရက်ကနေဇွန်လ2ရက်ထိမိုးပြင်းတဲ့အတွင်းကမိုးရွာနိုင်မိုးရေချိန်ရရှိနိုင်တဲ့ခြေနေတွေနဲ့ဇွန်လ9ရက်နေ့ဒီနေ့စဉ်မိုးရေချိန်တလက်မအထက်ရွာသွန်းပြီးတော့မိုးများနိုင်တဲ့မြို့တွေကတော့ကြိုက်တို့တထုံနဲ့ပေါင်တို့ဖြစ်တယ်လို့ဘလူးသာတူတေတီအွန်လိုင်းကဇွန်လ26ရက်ညနေ9နာရီခွဲမှာခံမှန်းထုတ်ပြန်လာတာဖြစ်ပါတယ် ဒါအပြင်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းအော်ရီတာပြည်နယ်နဲ့ဆက်ဆက်နေတဲ့အနောက်ဘင်္ဂလားပြည်နယ်ကန်ယူရဲမှာလေပြင်းအားနည်းရုံဝဖြစ်ပေါ်လျက်ရှိပြီးတော့၎င်းရဲ့လေပွေလိုင်းကတော့အထက်မြင်9.6ကီလိုမီတာပေ2500လေးဒုလွာထိဆက်ဆက်ဖြစ်ပေါ်နေပြီးတော့အထက်လေပွေလိုင်းဆက်ဆက်ဖြစ်ပေါ်နေတာဟာတောင်ဘက်ကို Southwest တိမ်ဆောင်လျက်ရှိကြောင်းနဲ့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါအပြင်မုံတိုင်းအဆင့်အထိမရောက်နိုင်ဘူးလို့လည်းအသိပေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းရေကြီးချင်းသတိပေးချက်ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်ဇွန်လ26ရက်နေ့ဒီနေ့မွန်လဲတနအိုင်ချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မွန်လဲ7နာရီခွဲချိန်တိုင်းထွာချက်တေရနိုင်ရင်မြေဟာမိုးညမြို့မှာရင်းမြို့ရဲ့စွန့်ရင်ရမအောင်တပေဝဲကန့်မှာရောက်ရှိပါတယ်။အစောပိုင်းမြေကတော့နောက်တဲ့အတွင်မှာရင်းမြို့ရဲ့စွန့်ရင်ရမအထက်ကိုကြောတော့ရောက်ရှိနိုင်ပါတယ်။ဒါကြောင့်မွန်ကြီးမြို့နယ်အတွက်မှာရှိတဲ့မြေကမ်းကြီးနဲ့မြေနေပိုင်းနေထိုင်သူတွေအနေနဲ့ကြိုတင်သတိပြုနိုင်ဖို့နဲ့မြေကြီးမြစ်တက်လာရင်တော့အချိန်မီရှောင်ရှားကြဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဇွန်လ26ရက်နေ့မိုးလွဲ့နှစ်နာရီချိန်ရေကြီးခြင်းသတိပေးထုတ်ပြန်ကြမှာတော့ဒီနေ့မှစတော့ချိန်မိုးလွဲ့7နာရီခွဲချိန်တိုင်းထွာချက်တွေရချင်းနေပြီဟာဖောင်းမြေမျိုးမှာရင်းမျိုးရဲ့စွန့်ရင်မှအောင်ပေးဝဲခန့်မှာရောက်ရှိပါတယ်။အစွန်ဝမ်းမြေကတော့နောက်တရက်တွေမှာရင်းမျိုးရဲ့စွန့်ရင်မှကိုရောက်ရှိပါမယ်။ဒီနေ့မှစတော့ချိန်မိုးလွဲ့7နာရီခွဲချိန်တိုင်းထွာချက်တွေရချင်းနေပြီဟာမင်းကြီးမျိုးမှာရင်းမျိုးရဲ့စွန့်ရင်မှအောင်လေးပေကျော်မှာရောက်ရှိနေပါတယ်။အစွန်ဝမ်းမြေကတော့နောက်နေ့အတွက်မှာရင်းမျိုးရဲ့စွန့်ရင်မှကိုရောက်ရှိပါမယ်။ ။ဒါကြောင့်ဖောင်းမြင်မျိုးနယ်နဲ့မေခင်မျိုးနယ်တွေမှာရှိတဲ့မြေကမ်းကြီးနဲ့မြေနေပိုင်းနေထိုင်သူတွေအနေနဲ့ကြိုတင်သတိပြုဖို့နဲ့မြေကြီးမြင့်တက်လာတဲ့အချိန်အချိန်မီရှောင်ရှားနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းရေကြီးမှုအခြေအနေတွေကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ26ရက်နေ့ဒီနေ့မော်လ2နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မှစံတော်ချိန်မော်လ7နာရီခွဲချိန်တိုင်းထွာချက်တွေရချင်းနှင်းမြေဟာဟုံးလင်းမြို့မှာရေးမြို့ရဲ့စွန့်ရည်မှတ်ထပ်ကိုပေဝဲခန့်မှာရောက်ရှိပြီးတော့နောက်တစ်ရက်အတွင်းမှာသုံးလမ်းမကန်မြင့်တက်လာနိုင်ကရေးမြို့ရဲ့စွန့်ရည်မှတ်ထပ်ဆက်လက်တည်ရှိပါတယ်။ဒါကြောင့်ဟုံးလင်းမြို့နယ်အတွင်းမှာရှိတဲ့မြေကန်းကြီးနဲ့မြေနေပိုင်နေထိုင်သူတွေအနေနဲ့ရေဘေးတွတ်တဲ့နေရာကိုရှောင်ရှားဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဇွန်လ26ရက်နေ့ဒီနေ့ညနေ4နာရီချိန်နေ့စဉ်မလို့သာတဲ့ကိုဖော်ပြပေးပါမယ်။မြန်လာပြည်တော်အခြေအနေကတော့ဒီနေ့မှဆန်တော့ချင်းမော်လ3နိုင်ခွဲချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့အိန္ဒိယနိုင်ငံအရိသပင်နယ်နဲ့အနောက်ဘင်္ဂလားပင်နယ်ကိုင်ဝရမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရောင်ကတော့ဆက်လက်တည်ရှိပါတယ်။အဆိုပါလေပြင်းအားနဲ့ရောင်ကတော့အနောက်အနောက်မြောက်ဘက်ကိုရေရှားနိုင်ပြီးတော့အရိသပင်နယ် မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့အနောက်ဘင်္ဂလားပြည်နယ်တွေကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။နောက်ပြီးပြည်နယ်ပြည်နယ်ဘင်္ဂလားပြည်နယ်အမှောင်မုံတုံလေးအားတဲ့နေကနေအားကောင်းပါမယ်။နောက်ပတ်မနေ့ကျနေ့ခန့်မှန်းချက်မှာတော့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်မှာနေရာကျကျနေပြီးတော့ပဲခူးတိုင်းဒေသကြီး၊မွန်တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာစိစိနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့ပြားမှုထက်ချုံရွာသွားပြီးတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မော်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာနေရာကွက်ပြီးတော့မူကြည့်ပါမယ်။ လွှမ်းရအောင်ဖြစ်ပါတယ်။မိုးဒေတာဖြစ်ပေါ်မှုအခြေအနေကတော့ရောင်တိုင်းဒေသကြီး၊အေရဝတီဒေသကြီး၊တရင်းနိုင်တိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာမိုးဒေတာဖြစ်ထွန်းနေရရှိပြီးတော့အစိုးရမိုးဒေတာရွေးချယ်ရနေရာတခြားမှာတော့မိုးရွာသွန်းနိုင်တဲ့တို့လေပြင်းတွေတိုက်ခတ်တာ၊မိုးထစ်ကြုံတာ၊မိုးကျိုးပြစ်တာ၊လင်းစည်းလက်တာနဲ့မိုးသီးကြွေတာစတဲ့မလို့တာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာမှာဖြစ်ပါတယ်။မြမပင်နယ်ပြင်မြမကဲရဲတက်ရှောင်းနယ်ကမ်းလွန်ပင်နယ်ပြင်မှာတော့ကျဟာတရံမိုးသက်လေပြင်ကြာရောက်ပြီးလိုင်းကြည့်ပါမယ်။မိုးသက်လေပြင်ကြာရောက်စင်မှာတော့ရေပြင်မြေပြင်လေပြင်ဟာတနအိ ်ကို300မိုင်တီတိုက်ခတ်ပါမယ်။လှိုင်းမြေဟာမြောက်ကန်ဘလတရှောင်းနဲ့ကမ်းတော်ပင်လယ်ပြင်မှာ73မိုင်ခန့်ရှိပါမယ်။ ။နောက်နေ့အတွက်ခမန်းချက်ကတော့အေရိုင်တိုင်းဒေသကြီး၊ကဲနိုင်တိုင်းဒေသကြီး၊ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာမိုးပေါ်ပါမယ်။နေပြည်တော်နဲ့အနီးတစ်ဝက်အတွက်လက်ဖက်မနေ့ချင်းဒီခမန်းချက်ဟာနေရာကွက်ကြားမိုးတဲ့ကြောင့်ရပါမယ်။ရွာရရန်တော့ပြည့်ဖြစ်ပါတယ်။ရောင်မျိုးနဲ့နေတစ်ဝက်အတွက်လက်ဖက်မနေ့ချင်းဒီခမန်းချက်ဟာမိုးတဲ့ချိန်နှစ်ချိန်တည်ကြုံရပါမယ်။ရွာရရန်တော့ပြည့်ဖြစ်ပါတယ်။နန်းလေးမျိုးနဲ့နေတစ်ဝက်အတွက်လက်ဖက်မနေ့ချင်းဒီခမန်းချက်ဟာနေရာကွက်ကြားမိုးတဲ့ကြောင့်ရပါမယ်။ရွာရရန်တော့ပြည့်ဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့လည်းအထူးမလို့သာတင်ကိုဖော်ပြပေးပါမယ်2025ခုနှစ်ဇွန်လ26ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ6နာရီချိန်ထုတ်ပြန်ချက်မှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ4နာရီခွဲချိန်တိုက်ထွားချက်တွေရကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအကောင်းလာနိုင်တာကြောင့်လည်းကောင်းအရှိဘက်ကရေရှားလာတဲ့လေပွေတိုင်းတွေရဲ့အချိန်ကြောင့်လည်းကောင်းအနောက်ဘက်ကရေရှားလာတဲ့လေပွေတိုင်းတွေရဲ့အချိန်ကြောင့်လည်းကောင်းဒီနေ့ညနေကနေ30ရက်6လ2025အတွင်းမှာတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောင်ပိုင်းနဲ့ ။ကြရားဖြစ်နေမှာနေရာကျဲကျဲနဲ့နေပြည်တော်ရောင်တိုင်းဒေသကြီး၊ကိုရိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ထပ်ပိုင်းအရာဝတီဒေသကြီး၊တရင်းတိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာဆဲဆဲနဲ့နေရာအနှံ့ပြားမိုးထုံချုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမူကြည့်ပါမယ်။မြမကန်ရံတရှောင်းနဲ့ကန်တော်ပင်လယ်ပြင်မှာတခါတရံမိုးသက်လေပြင်ကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်ကြာရောက်စင်မှာတော့ရေပြင်မြေပြင်လေပြင်ဟာတနအိကို35မိုင်ထိတိုက်ခတ်ပါမယ်။ လိုင်းမြာမကန်ရက်တချောင်းနဲ့ကန်တော်ပင်လေးပြမှာ၁၇ပြီကနေ၁၃ပြီကရှိပါမယ်။အကြံပြုချက်အနေနဲ့ကတော့မိုးသက်ထန်စွာရွာသွန်းနိုင်တဲ့ဒူဒူလေးပင်တွေတိုက်ခတ်တာ၊မိုးထကြုံတာ၊မိုးချိုးပြတာ၊လျှပ်စိလက်တာ၊မိုးသေးကြွေတာ၊လျှပ်ပြည့်ရင်ကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသမှာရှိတဲ့ကွန်မြူနတီဒေသအနေနဲ့ထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအနေနဲ့ မြင့်မြန်ချောင်းငယ်နေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်တဲ့ပြုရှောင်ရှားဖို့နဲ့ပြည်ရင်းရေချောင်းတော်လာရင်ရေချောင်းပြန်တမ်းရင်လည်းဆက်မြောင်းတာဓမ္မနဲ့အနေနဲ့လည်းလိုအပ်တာတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မိုးကြီးရာနဲ့မိုးသက်လေပြင်းတိုက်ခတ်ခြင်းသတိပေးချက်6ဂငယ်ကာကြီး2025ကိုထုတ်ပြန်ပေးပါမယ်။1389ခုနှစ်ဝါဆိုလာဇန်နှစ်ရက်နေ့2025ခုနှစ်ဇွန်လ26ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ9နာရီခွဲချိန်နောက်ဆုံးရရှိတဲ့အချက်လက်တွေအရနောက်တော်မိုးတုံလေးဟာအားကောင်းရာကနေအားလုံးကောင်းလာတာကြောင့်ဒီနေ့ကစလို့2ရက်9လ2025ရက်နေ့အထိနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတရင်းတိုင်း ုင်းဒေသကြီးကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မော်ပြည်နယ်မှာနေရာအနှံ့ပြမိုးထည်ကြုံရွာသွားပြီးတော့နေရာကွက်ပြီးတော့မိုးသက်ထန်တာဒေသအလိုက်မိုးကြီးရတဲ့မိုးသက်လေပြင်းတွေတိုက်ခတ်တာတွေဖြစ်ပေါ်လာပြီးတော့မိုးသက်လေပြင်းကြာရောက်စဉ်ရေပြင်းမြေပြင်းတွေဟာတနအိမ်ကို35မိုင်ကနေမှ40အထိတိုက်ခတ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ ဒါကြောင့်ပြည်သူလူထုအနေနဲ့မွေးရွာသွန်းတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေကြီးတာမြေပြိုတာနဲ့လေပြင်းတွေတိုက်ခတ်တာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အဆောက်အုံနဲ့တစ်ပင်တက်ကိုင်းတွေဖိုင်ဘာလိုင်းတွေလျှက်စစ်တာအလိုင်းတွေပြိုကျရန်လေတာစားတဲ့သဘောမှာဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကိုမြင့်ဒေတာအနီမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မိုးကြိုးပြစ်တာနဲ့မြေပြိုမှုအန္တရာယ်ကို၎င်းမြမကန်ရန်တက်ရှာမြေငယ်ချောင်းငယ်အနီးနဲ့မြေနေပိုင်းမှာနေထိုင်ကြတဲ့သူတွေအနေနဲ့လေပြင်းအန္တရာယ်နဲ့လျှက်ရပြရေကြီးရေရှမ်းမှုအန္တရာယ်ကို၎င်းကြိုတင်သတိပြုနိုင်ဖို့နဲ့စိုက်ပျိုးမှုမြေတောင်တွေပါဝင်စင်ကြောင်းတာဒမန်တွေတအားပြင်းစရ ုံနဲ့ပြည်ရင်းလေချောင်းပြန်တတ်ရင်ပြည်ရင်းရေချောင်းသွားလာရင်မကန်ရန်တက်ရှောင်းနဲ့ကန်းတော်ပင်လေပြင်မှရှိတဲ့ကန်းနေကန်ဝေငါးဘန်းရင်နဲ့ဆက်လေတဲ့သင်းမောတဲ့အနေနဲ့လည်းသတိပြုနိုင်ဖို့အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းသူကတကုံအငှားအင်ယာမှာဖြစ်ပွားခဲ့တဲ့လူသက်မှုဟာမဲပေါက်ထားတဲ့အခန်းကိုထက်ဆင့်ငှားရမှုအပေါ်တိုင်တန်းခဲ့တာကိုမကျေနပ်လို့တိုင်တန်းခံရတဲ့အခန်းပိုင်ရှင်နှစ်ဦးကပူပေါင်းတက်ဖြတ်တာဖြစ်တဲ့ကြောင့်ဖော်ပြပေးပါမယ်။ 2025ခုနှစ်ပြီးခဲ့တဲ့ဇွန်လ21ရက်နေ့ကရောင်တိုင်းဒေသကြီးတကုံမျိုးတင်တောင်ပိုင်းမြို့နယ်သုံးခွအရက်ွက်မှာရှိတဲ့သူခတကုံအရာမှာညအချိန်တိုက်ခန်းအတွင်ဝင်ရောက်ကလူသက်မှုကျူးလွန်ခဲ့သူအမျိုးသားနှုတ်ကိုဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်းသိရပါဗျာ။ ။ဖမ်းဆီးရမိသူဂျောအောင်ရဲ့ထွက်ဆိုချက်အရ၎င်းဟာရောင်တိုင်းဒေသကြီးဒဂုံတွင်းတဲ့တောင်ပိုင်းမြို့နယ်၃ခွာရက်ကွယ်သူခဒဂုံအိမ်ယာတိုက်44အခန်းမှန်204ကိုမဲပေါလို့ရရှိထားတာဖြစ်ပြီးအဆိုပါအခန်းကိုကိုယ်တိုင်နေထိုင်တာမျိုးမပြုဘဲတခြားသူကိုဟောင်းရမ်းထားတာကိုဦးနေလင်းကအင်ယာကော်မတီကိုတိုင်တန်းလို့ အင်အားကော်မတီကနေစည်းကမ်းချက်နဲ့မညီရင်တိုက်ခန်းကို ပြန်လည်သိမ်းယူမှာဖြစ်တဲ့ကြောင်းသတိပေးခံရတဲ့အတွက်ဥနေလင်းကိုအညှို့ထားခဲ့တဲ့ကြောင်းမကျေနပ်ချက်ပေါ်အခြေခံပြီးတော့ဥနေလင်းကိုတပ်ဖို့ကြံရွယ်ပြီးသူ့ရဲ့တငယ်ချင်းဖြစ်သူမင်းစော်ကောင်မင်းမင်းနဲ့ဂျွန်လ20ရက်မှာတိုက်ခန်းအမှန်200ဒီမှာတွဲဆောင်တိုင်ပင်ခဲ့ကြောင်းလည်းသိရပါပါတယ်ရှင်။